ဘကိုရိုင်းဒေသကြီးတရားဝရီခိုင်ပြည်ချိုင်းနယ်ပြည်ဆန်ဦးစီးဌာနလူထုခြေပြုဖို့ဌာနကွန်မရှင်နာခမ်းမရင်းမေလ15ရက်နေ့နနက်10:00နာရီကခရိုင်သေးစားစမှုလုံမှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့်လူသုံးကုန်ထုတ်လုပ်မှုနှိပညာသင်တန်းအခမဲ့ဖွင့်မဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင်တရားဝရီမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးစင်ထက်အောင်ကအဖွဲ့မစကားပြောကြားပြီးခရင်ပြည်ချင်းရဲ့ပြုစံဦးစီးဌာနခရင်ဦးစီးမှုက လူထုအခြေပြုဘိုဌာနတွင် ပြည်သူအကျိုးပြုတင်နက်အစီအစီများအသည့်ပညာပေးလုပ်ငန်းများကိုစစ်စစ်မပြတ်ဆောင်ရွက်နေမှုတို့ကို အချက်တိုးရှင်းလင်းပြောကြားခဲ့ပါသည် ဆက်လက်၍ KI တိစစမှုလက်မှုလုပ်ငန်းဦးစီးဌာနမှ KI ဦးစီးမှုဦးမြင့်မြင့်စောကတင်နှပ်ဖွင့်လင်းရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍တင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့ရာတင်နှပ်မှုတင်နှန်းသားများကိုစာတင်နှပ်မှုတအူးကလက်ခံယူပေးခဲ့ပါတယ်။တင်နှန်းကိုစတင်ခဲ့ရာတင်နှပ်နည်းပြတအူးမှာစာတွေ့လက်တွေ့ကိုဆက်လက်ပို့ချပေးခဲ့ပါတယ်။တင်နှပ်ဖွင့်လင်းပေးရခြင်းနဲ့ပတ်သက်၍တာဝန်ရှိသူတအူးကလည်းယခုလိုပြောကြားခဲ့ပါတယ်။ င်္ဂလာပါကျွန်တော်ကတော့ IOD ခရိုင်အသေးစားဆက်မှုလုပ်ငန်းလုပ်ငန်းဦးစီးဌာနမှာခရိုင်ဦးစီးမှုဦးငြိမ်းမင်းဇော်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ဖလစ်တဲ့သင်တန်းကတော့လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ခွဲအခမ်းအနားဖြစ်ပါတယ်ကျွန်တော်တို့ဌာနအနေနဲ့ပေါ့နော်ဒီလိုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီအသေးစားတစ်ပိုင်းတစ်နိုင်လုပ်ငန်းလေးတွေထူထောင်လုပ်ကိုင်နိုင်ရန်အိမ်တွင်းဒီဆက်မှုလက်မှုလုပ်ငန်းလေးတွေထွန်းကားလာစေရန်နဲ့ကျွန်တော်တို့ဒီအသေးစား စက်မှုလက်မှုလို့ခေါ်တဲ့ဒီ MSMB လုပ်ငန်းလေးတွေဒီဖွံ့ဖြိုးတိုးတက်ဖို့အတွက်အထောက်အကူပြုဖွင့်လှစ်တင်ကြားပေးခြင်းပဲဖြစ်ပါတယ်ဆိုဘတင်တဲ့တွင်ဆက်ပြစီအမျိုးမျိုးလက်စေးဆက်ပြဝှက်လျှော်ဆက်ပြခေါင်းလျှော်ရေးဆက်ပြခရင်ပြုတ်လုံနီးပတ်စုံသုံးဆက်ပြပကံစီဆက်ပြပေးဆက်ပြခဲနနှွေးဆက်ပြခဲနှင့်လက်တန့်စီအမျိုးမျိုးထုတ်လုံနီးများကိုမေလ15ရက်နေ့မှမေလ16ရက်နေ့အထိအခမဲ့စာရွက်လက်တွေတင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရပါရရှင်